ကို့အိမ်မှာဆွေမျိုးတယောက်ကိုသနားလို့အလကားနေခွင့်ပေးထားပါတယ်။နှစ်တွေကြာလာတော့အိမ်ကနေဆင်းခိုင်းပေမဲ့သူကလုံးဝမဆင်းနိုင်ဘူး။ငါတို့ဒီအိမ်မှာနေလာတာကြာပြီ။မိတာကတွေရောအခွန်ခတွေရောငါတို့ပဲဆောင်လာခဲ့ကြတာ။ဒါကြောင့်ငါတို့မှဒီအိမ်ကိုပိုင်ဆိုင်ခွင့်ရှိတယ်ဆိုပြီးတော့ခုခံရင်ဘယ်လိုလုပ်ကြမလဲ။အားလုံးမင်္ဂလာပါကျွန်တော်ကရှင်းနေဦးမင်းတန်ရောက်ပါ။ဆွေမျိုးတယောက်ဟာကို့အိမ်မှာနှစ်တွေအကြာကြီးနေလာတာဆိုရင်အလိုအလျောက်အဲ့ဒီအိမ်ရဲ့အိမ်သားဖြစ်ခွင့်ရှိသလားဆိုတာနဲ့ပတ်သက်လို့ဒီနေ့မျှဝေပေးသွားမှာဖြစ်ပါတယ်။ ဒီဇလန်အတွက်2001မြန်မာနိုင်ငံတရားစီရင်ထုံးဒေါ်စွန်းမြင့်ကြည်နဲ့ဦးမြင့်စိုးပါနဲ့တရမအထူးအယူခံမှုစီရင်ထုံးကိုအဓိကကိုးအတင်ပြသမှာဖြစ်ပါတယ်။ရန်ကုန်မြို့မှာအင်ပါရှင်နေဖြစ်တဲ့ဥဘိုတူနဲ့ဒေါ်ကြည်ဆိုတဲ့ဇနီးမောင်နှံနှစ်ယောက်မှာဒေါ်စွန်းမြင့်ကြည်ဆိုတဲ့သမီးတယောက်ရှိပါတယ်။1989ခုနှစ်မှာဒေါ်ကြည်ရဲ့မြေဝံခွက်တော်ဆက်သူဒေါ်ခင်အေးဆန်ကဦးမြင့်စိုးဆိုတဲ့သူနဲ့လက်ထက်ကြပါတယ်။အဲ့ဒီတုန်းကသူတို့မှာနေစရာမရှိလို့ဥဘိုတူတို့စီမှာအကူအညီတောင်းခံပြီးတော့နေခွင့်တောင်းခံခဲ့ကြပါတယ်။ အိမ်ပိုင်ရှင်ဖြစ်တဲ့ဥပ္ပဒုတို့ကလည်းတနာပြီးတော့အိမ်အောက်ထပ်မှာအိမ်လာကစပေါ်တွေမယူဘဲနဲ့အခမဲ့နေခွင့်ပြုခဲ့ပါတယ်။အဲ့ဒီလိုနေလာရင်လည်းဥပ္ပဒုတို့ဒေါ်ဂျီတို့ကွယ်လွန်သွားကြပါတယ်။ကြံခဲ့တဲ့အိမ်ကတော့တဦးသေးသောသမီးဖြစ်တဲ့ဒေါ်စောမြင့်ကြီးကအမွေဆက်ခံခွင့်ရရှိခဲ့ပါတယ်။ဒီတော့ဒေါ်စောမြင့်ကြီးကမေဝံဝက်တော်ဆက်သူကိုပေးထားတဲ့နေထိုင်ခွင့်ကိုပြန်ရုပ်သိမ်းပြီးတော့အိမ်ကနေဖယ်ရှားပေးဖို့တရားစွဲပါတော့တယ်။ဒီမှာတင်ပြဿနာကစတာပဲ။ တရေပြန်ဖြစ်တဲ့ဥမျိုးစိုးရလင်မြကလုံးဝမဆင်းပြေးနိုင်ဘူးဆိုပြီးတော့ခြေပပါတယ်။သူတို့ရဲ့အဓိကခြေပချက်ကနှစ်ချက်ပါ။ပထမတစ်ချက်ကသူတို့ကဖွင့်ပြခြင်းနဲ့နေတာမဟုတ်ဘူး။အဖိုးဘွားရဲ့အိမ်မှာအိမ်သားတို့အဖြစ်နေထိုင်နေတာဖြစ်တယ်။နောက်တစ်ချက်ကတော့သူတို့နေထိုင်နေစဉ်တွင်မှာလျှက်စစ်မီတာကတွေစီပင်မြင်ကားအခွန်ခတွေပေးဆောင်ခဲ့ကြတယ်။ဒါကြောင့်သူတို့ဟာအလကားနေတာမဟုတ်ဘဲနဲ့အကျိုးခံစား권ရှိတယ်ဆိုပြီးတော့ခြေပပါတယ်။ဒီအမှုကယုံအစစ်စင်တက်ရပါတယ်။ မူလယုံဖြစ်တဲ့တိုင်းတရားယုံကသမီးဖြစ်သူဒေါ်စွန်းမြင့်ကြည်ကိုအနိုင်ပေးလိုက်ပါတယ်။ဒီရဲ့ပြန်နေဟာအခွင့်အမင်းရနေထိုင်သူပဲဖြစ်တယ်။အိမ်ကနေဆင်းပြေးရမယ်လို့ဆုံးဖြတ်ပါတယ်။ဒါပေမဲ့တရားယုံချုပ်ပထမအယူခံမှာတော့ဆုံးဖြတ်ချက်ကိုပြောင်းပြန်လှန်ပစ်လိုက်ပါတယ်။ဒီရဲ့ပြန်နေကမိတာကတွေဆောင်းထားတာမိသားစုလိုနေထိုင်တာတွေဖြစ်လို့သမီးဖြစ်သူဒေါ်စွန်းမြင့်ကြည်ရဲ့တောင်းဆိုမှုကိုပယ်ချလိုက်ပါတယ်။နောက်ဆုံးမှာတော့ဒေါ်စွန်းမြင့်ကြည်ကမကျေနပ်လို့တရားယုံချုပ်အထုခွင့်ယုံကိုအထုအယူခံဆက်တက်ခဲ့ပါတယ်။ အထုခွန်ရုံကဒီမှုမှာအမတန်အရေးကြီးတဲ့ဥပဒေစီမင်းသုံးခုကိုရှာမှတ်ဆုံးဖြတ်ခဲ့ပါတယ်။ပထမတစ်ချက်ကအခွင့်အမေရနေထိုင်သူဆိုတာဘာလဲဆိုတာပါ။တရားရုံးကရှင်းရှင်းလင်းပြောပါတယ်။အခွင့်အမေရနေထိုင်သူဆိုတာခွင့်ပြုသူရဲ့ခွင့်ပြုချက်နဲ့နေရသူသာဖြစ်ပါတယ်။အဲ့ဒီအင်ပေါ်မှာရောင်းခွင့်ပောင်းခွင့်ငှားခွင့်စတဲ့အကျိုးခံစားခွင့်တစုံတရာများရှိပါဘူး။ဒုတိယတစ်ချက်ကတော့မီတာကအခွန်ခတွေပေးဆောင်ရင်အကျိုးခံစားခွင့်ရသွားသလားဆိုတာပါ။ဒါကအရေးကြီးဆုံးအချက်ဖြစ်ပါတယ်။အထုခွန်ရုံးကတော့လုံးဝမရဘူးလို့ဆုံးဖြတ်ပါတယ်။ ခွင့်ပြုချက်နဲ့နေတော့မှလျှက်စစ်မီတာကစီပင်အခွန်ခါတွေကိုပြေးဆိုင်ယုံတတ်တတ်နဲ့အဲ့ဒီလူကအခွင့်အမေရနေထိုင်သူအစင်တန်းကနေပြောင်းလဲမသွားပါဘူးအကျိုးခံစား권လည်းရမလာပါဘူးတတိယတစ်ချက်ကသူတို့ကအိမ်သားတူဖြစ်သလားဆိုတာပါဒီရပြန်နေကသူတို့ငယ်စဉ်ကတည်းကနေထိုင်ခဲ့တဲ့အိမ်သားတွေလို့စီရင်ထုံးတစ်ချို့ကိုညွှန်ပြီးတော့ခုခံပါတယ်ဒါပေမဲ့တရားရုံးကမဟုတ်ဘူးလို့ဆုံးဖြတ်ပါတယ်ဘာလို့လဲဆိုတော့ဒီရပြန်ဒေါ်ခေအေးဆန်းဟာသမီးအရင်မဟုတ်ပါဘူးမိဝန်ခွဲပဲတော်ပါတယ်ပြီးတော့အရေးကြီးတာက ။နေစဉ်ကလေးကဒီအိမ်မှာကြီးပြင်းလာတာမဟုတ်ပင်နဲ့လက်ထက်ပြီးမှနေစရာမရှိလို့ရောက်လာတာ။ဒါကြောင့်ဥပဒေအရအိမ်သားတို့အဖြစ်ကိုနေထိုင်ရမရောက်ပါဘူး။ဒါကြောင့်တရားရုံးချုပ်အထုခွန်ရုံးကသမင်းဖြစ်သူဒေါ်စွန်းမြင့်ကြီးကိုအနိုင်ပြပြီးတော့တိုင်းတရားရုံးရဲ့မူလစီရင်ချက်ကိုပြန်လည်အတည်ပြုလိုက်ပါတယ်။ကဲဒီဇယ်လန်ကနေကျွန်တော်တို့ဘာသင်ခန်းစာတွေယူလို့ရမလဲကြည့်ရအောင်ပါ။အခွင့်အမိရနေထိုင်ခွင့်ဆိုတာအင်ရှင်ကကြီးပြူတွေရွေးတာနေထိုင်ခွင့်ရှိပါတယ်။အင်ရှင်ကအဲ့ဒီခွင့်ပြုချက်ကိုအရှင်မရွေးရက်စဲခွင့်ရှိပါတယ်။ နေထိုင်ခွင့်ရသူကမီတာကအခွန်ခါတွေပေးဆောင်ခဲ့ရင်တောင်အဲ့ဒါကိုအကြောင်းပြပြီးတော့အိမ်မော်ကလည်းမဆင်းပဲခုခံပိုင်ခွင့်မရှိပါဘူးဒီနေ့ဗီဒီယိုလေးကတော့ဒီလောက်ပါပဲဒီဗီဒီယိုကနေကျွန်တော်ရဲ့မိတ်ဆွေတွေအကျိုးအတဆုံးတရားရလိမ့်မယ်လို့မျှော်လင့်ပါတယ်အားလုံးကိုကျေးဇူးတင်ပါတယ်မင်္ဂလာရှိတဲ့နေ့ရက်လေးဖြစ်ကြပါစေ